လက်နဲ့မပြည့်မစုံ equipment မပြည့်မစုံနဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်တဒါတူတဒါကုတ်တွေကိုတစားပြနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်တာပြီးကိုတောင်းဆိုချင်ပါတယ်လူငယ်အရောက်တရာကိုမင်းတို့တက်ချကြလုံးညဆိုပြီးတော့တချို့လူကြီးကကျွန်တော်မြှောက်ပေးနေတာတွေ့တယ်အဲ့ဒီကလေးတွေကဘာဖြစ်မလဲဆိုတော့ငတုံးကြီးလည်းမှန်းမှန်းရအောင်သိနိုင်တယ်ဒီကလေးအကုန်လုံးဒုက္ခရောက်ပြီးသိမှာ ဒီကလေးတွေတေမာကိုတည်တည်ရကြီးနေဟာမင်းတို့ကတတိရှိတယ်။အာမင်းတို့ကရဲရင်နေ။အာမင်းတို့ကတကယ်ကိုဟီးရိုးတွေပဲဆိုပြီးမြောက်ပေးပြီးတော့ဟိုမှာလူကန်စားလို့ကောင်းနေတယ်လုံးဝလူကြီးတွေက။အဲ့ကလေးတွေကတော့အတုံးယုံနဲ့အသက်ပေးသွားရတယ်။အင်တာနက်ဖြတ်ထားလို့ကျွန်တော်မမြင်ရပါပဲ။ကျွန်တော်သိပါတယ်ဂျိုင်းဒိုင်းနာတခုဒီကလေးအများကြီးသိတယ်။ရင်နဲ့မကောင်းအာဒါကိုမြန်မာနိုင်ငံသားတွေနော်။မကောင်းတကယ်ရင်နဲ့မကောင်း။ဘာလို့ဝမ်းတာမှလဲ။အဲ့ကျွန်တော်ပြောရလေဟို ဘာလို့ဝမ်းသာရမှာလဲစဉ်းစားကြည့်ပြဝမ်းသာရမယ့်အကြောင်းရင်းရှိလားဒီကလေးတွေဘာမှသူတို့နားမလဲလို့သူတို့လောက်တာလေသူသူနားမလဲဘူးသူနားမလဲဘူးတာသူတို့စွတ်တိုးတာသူတို့နိုင်ကျင်တဲ့စိတ်နဲ့စွတ်တိုးတာဒါပေမဲ့သင်္ချာသဘောတရားရဘယ်ဟာနိုင်မယ်ဆိုတာကျွန်တော်တို့ကတိုက်ပွဲတစ်ခုမှာဆိုရင်အဓိကလက်နက်ပဲလေဥပမာဆိုဘန်ဒူလာနဲ့ကျွန်တော်တို့အင်္ဂလိပ်နဲ့ခြားတာဗျာဘန်ဒူလာလူအင်အားတာတာပဲလူအင်အားတာတတိုင်ငယ်လုံးသူ့နောက်မှာရှိတယ်ဘာလို့အင်္ဂလိပ်နိုင်သွားလဲစဉ်းစားအင်္ဂလိပ်နိုင်သွားတယ်နောက်ဆုံးကျတော့ ဒုတိယကမ္ဘာစစ်မှာဂျပန်နဲ့ဂျပန်ဥဆောင်ဂျပန်တို့ဟစ်တလာတို့နဲ့ဒါအမေရိကန်တို့အင်္ဂလိပ်တို့နဲ့ခြားကြတယ်နောက်ဆုံးအမေရိကနေပြီးတော့ဟီရိုရှိမားနဲ့နာဂါဆကီကိုပုံကျဲလိုက်တယ်လက်နက်တာလို့ကမ္ဘာစစ်မှာနိုင်သွားတယ်တကမ္ဘာလုံးဖြစ်နေတာလက်နက်တာတဲ့သူနိုင်တာလူဦးရေတာတို့နိုင်တာမဟုတ်ဘူးအရင်တော့ဆိုလို့ရှိရင်ဟိုရှင်ရှိခေတုန်းဆိုဘလာတောင်းတဲ့သူချင်းချင်းဒါစီဂျင်ထိုးပြီးဒါချင်းခုတ်ကြတယ်ဒါဟိုးရှိခေတုန်းကနောက်ပိုင်းကျတော့အမေရိကန်ကောင်းမွန်နေတဲ့တက်နက်တွေနဲ့ပေါ်လာပြီးတရားနဲ့တရားနဲ့ပြစ်ကြတယ်လက်မြန်နဲ့သူကနိုင်တယ် ဲ့တော့ training ရှိတဲ့သူလက်နက်ကောင်းတဲ့သူ နိုင်တဲ့ခေတ်မှာဒီကလေးတွေကိုအစာရေစားလည်းမလုံမလောက်ရှားထဲမှာစစ်တပ်ကဖမ်းလို့လည်းပြေးရသေးတယ်ပြီးတော့ဒီကလေးတွေဟာနိုင်သွားလို့ဘာရမှာဘာမှမရဘူးဒီကလေးတွေကကြောင်တို့ခံထားရမှာသိတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်ကုသလို့ရှိရင်ဒေါအောင်ဆန်းစုကြည်လွတ်ဖို့ကိစ္စအောင်တိတ်မပြောတော့ဘူးနိုင်ငံတကာကတခြားလူတွေသူတို့မွေးနေပြီပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒေါအောင်ဆန်းစုကြည်ဒီအသက်89ခုနှစ်ဖြစ်လာပြီဆိုတော့သူတို့ အနေနဲ့ဘယ်လိုခေါ်မလဲမဟာမိတ်ပြုလို့မကောင်းတော့ဘူးပေါ့ဗျာကျွန်တော်ရင်ရင်ကြည့်တော့တာပေါ့တို့အနေနဲ့လက်တွဲလို့ရဖို့အချိန်သိမ့်မရှိတော့ဘူးနိုင်ငံတကာဆိုတာလည်းဗျာသိလားလူတွေထင်တယ်လို့မျိုးသူတော်ကောင်းတွေကြီးဖွဲ့စားတဲ့ဖွဲ့စည်းထားတဲ့ဖွဲ့စည်းလို့မထင်နဲ့တခိုးဖာကောင်းမရင်းသမားဖြစ်နေပါစေတို့တို့အကျိုးရှိရင်ပေါင်းတယ်နော်တခိုးပဲဖြစ်ဖြစ်ဖာကောင်းပဲဖြစ်ဖြစ်နော်လူရန်ငါပဲဖြစ်ဖြစ်သူတို့အတွက်အကျိုးရှိရင်ပေါင်းတယ်။ဘာကြောင့်လဲဆိုကျွန်တော်ပြပြမယ်။အမေရိကန်ကအခုပြောရဲမလားမြန်မာနိုင်ငံဟာ စစ်တပ်ကအာဏာသိမ်းထားတဲ့အတွက်ကြောင့်မလို့သူတို့ဒီဒီလိုမျိုးအဲဒီမိုကရေစီအင်အားစုတွေကိုထောက်ပံ့နေရပါတယ်လို့ပြောတယ်နော်မေယုံမရှိနဲ့ရုရှားကလက်တွဲဖြုတ်ပြီးတော့အမေရိကန်နဲ့ဗိုလ်ချုပ်မင်းမင်းအောင်လည်းပေါင်းမဲ့တာပြောကြည့်လိုက်သူတို့လေတံပြောင်းပြောင်းသွားမှာ။ဘာဖြစ်လို့လဲဆိုတော့ပါကစ္စတန်မှာအာနာသိမ်းတဲ့ဗိုလ်ချုပ်ကြီးပါဇက်မူရှယ်ဖတ်တို့ဗိုလ်ချုပ်ကြီးပြီးတော့အီရန်နိုင်ငံအာနာရှင်ရှားဘီရင်တို့အာနာရှင်နေနောက်ပြီးတော့ဒီလက်ရှိထိုင်းနိုင်ငံကပရာတို့ချန်အိုချာတို့ဗိုလ်ချုပ်ကြီးတွေအမေရိကန်လွှတ်ထားတာပဲအေးဆေးပဲ ချို့တချို့အာနာရှင်နေဆိုလို့ရှိရင်အမေရိကန်မွေးထိုင်အာနာရှင်နေအများကြီးကွာအောင်မှာအဲ့တော့အာနာရှင်ဖြစ်ခြင်းဖြစ်ခြင်းကအမေရိကန်ကယူမဆိုင်ဘူးအရေးကြီးတာတရုတ်ကိုအာပြန်ခံနိုင်မဲ့အစိုးရကိုလိုချင်တာဘာလို့ဆိုအမေရိကန်ဟာကိုရီးယားမှာလည်းတောင်ကိုရီးယားမှာလည်းတရုတ်ကိုပိတ်ဆို့ထားတယ်ဂျပန်မှာလည်းပိတ်ဆို့ထားတယ်ထိုင်ဝမ်မှာလည်းပိတ်ဆို့ထားတယ်ဖိလစ်ပိုင်မှာလည်းပိတ်ဆို့ထားတယ်ပြီးတော့ထိုင်းနိုင်ငံမှာလည်းဒီအရှိတောင်တရုတ်ပင်လယ်မှာလည်းပိတ်ဆို့ထားနိုင်တယ်အလွတ်ကြီးဖြစ်နေတာမြန်မာနိုင်ငံက ဒါကြောင့်မို့လို့ကြောက်ဖြူရင်းနဲ့စိတ်ကန်းဆိုပြီးတော့တရုတ်ကအရောက်ပါတယ်တရုတ်ကမဟာဗျူဟာရတရုတ်ရဲ့နောက်ဖွဲတကားပေါက်ဖြစ်နေမြန်မာနိုင်ငံကအဲ့တော့မြန်မာနိုင်ငံထင်ကြတယ်မြန်မာနိုင်ငံသားတွေကအာဟိုပါပေါ့ NUG ကလှုပ်တာတို့ NLD ကလှုပ်တာတို့စစ်တပ်ကလှုပ်တာတို့ဒါပေမဲ့အားလုံးကကဘာပေါ်မှာရှိကဘာဆရာကြီးရဲ့မျိုးလုံးထဲမှာထားပါတော့ဒီပူတင်တို့ဂျိုးဘိုက်တင်တို့ထရမ့်တို့ရှီကျင်းဖျင်တို့ရဲ့မျိုးလုံးထဲမှာကျွန်တော်တို့အကုန်လုံးအယုတ်ကလေးအယုတ်ကလေးတွေကြီးပဲ သူတို့ထင်တယ်လို့ချဲလဲနေကြတယ်ဆိုတာလည်းကျွန်တော်သိဖို့လိုတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်မြောက်ပိုင်းမှာရှိတဲ့လက်နက်ကင်အဖွဲ့အကုံလုံးကတရုတ်စကားနားထောင်ရတယ်။ AA ဘောင်ဝင် KIA UWSA လို့ခေါ်တဲ့ဝမိုင်းလာ NNDA လို့ခေါ်တဲ့ကိုကန် TNL လို့လို့ခေါ်တဲ့တောင်းပလောင်လက်နက်ကင်အဖွဲ့အကုံလုံးဒီတရုတ်စကားကိုနားထောင်နားမထောင်လို့ရမလား။ဂျွန်းထုံးမောက်ကုံနေဖြစ်ကုန်မှာပေါ့။အဲ့တော့တရုတ်ကဒီလက်နက်ကင်အဖွဲ့တွေပေါ်မှာဩဇာတက်ရောက်ဖို့ရှိတယ်။ တော့ American ကရောမြန်မာနိုင်ငံမှာသူတပည့်မွေးထားတယ်ဘာလဲမွေးဒီ KNU တို့ဘာတို့ညာတို့ပေါ့နော် KNLE တို့သူမွေးထားတယ်ထိုင်းနိုင်ငံတစ်စင်းလက်နဲ့ထောက်ပံ့တယ်ပေါ့အဲ့ဒါမြန်မာနိုင်ငံမှာဖြစ်နေကြတာကြာပြီဒါကြောင့်မို့လို့မြန်မာနိုင်ငံမှာငြင်းချမ်းတာထိုင်းအင်းအိန္ဒိယနယ်စပ်မှာတပုံဆိုတော့လောလောလာမရှိဘူးဘာလို့ဆိုအိန္ဒိယကမြန်မာနိုင်ငံကိုတော်လန်တော်ပန်တော်လန်ထောက်ပံ့မဲ့သူတွေကိုခက်ဆက်ဆက်မထောက်ပံ့ခဲ့ဘူး။နောက်ဆုံး even Bangladesh တောင်မှာပဲဒီအရေးခင်းနေမတိုင်ခင်အထိကိုလက်နက်ကင်အဖွဲ့အစည်းတွေထောက်ပံ့တာမျိုးလုံးဝမရှိခဲ့ဘူး။ เนาะအဲဒီအတွက်ကြောင့်မို့လို့ခုဒီမှာရေးထားပါတယ်လက်နက်လက်နက်တာတိုင်းတာနိုင်ရရုရှားနိုင်နေပြီပေါ့တဲ့အတကယ်တမ်းပြောမယ်ဆိုရင်ခုယူကရိန်းရုရှားစစ်ပွဲလို့လူတွေကသိကြတာပေါ့လေအခုချိန်မှာတော့ဒါလူတွေလူဘိန်းတွေပေါ့ငတုံးနေထင်တယ်လို့ရုရှားနဲ့ယူကရိန်းတိုက်နေတာမဟုတ်တော့ပါဘူးနေတူကဗိုလ်ချုပ်တွေရောနေတူကစစ်လက်နက်တွေရောအကုန်လုံးကရုရှားယူနီဟိုပေါ့ယူကရိန်းယူနီဖောင်းဝင်ပြီးတော့ရုရှားနဲ့တိုက်နေတာပေါ့နော်ပြောချင်တာ proxy war လို့ခေါ်တဲ့ direct war မဟုတ်ဘဲနဲ့ဒီ Ukraine ကိုကြားခံပြီးတော့နှစ်ဖက်တိုက်နေကြတာပေါ့ ယူကရိန်းထဲကိုဝင်ဝင်ပြီးတော့ဒီ NATO တပ်ဖွဲ့တွေနဲ့ American တပ်ဖွဲ့တွေကဝင်ပြီးတော့ Russia နဲ့တိုက်နေတာပေါ့ဒါကတော့ကျွန်တော်ကြားဖြတ်ပြောတာပေါ့အဲ့တော့ national shine ပါတယ်အရာအလုံးကနော်မြန်မာနိုင်ငံမှာဆိုလည်းအဲ့တိုင်းပဲစင်နာရှိခဲ့ဘူးတယ်ဘာကာပါနဲ့တိုက်နေတယ်ဆိုပြီးတကယ်တိုက်နေရတာကျွန်တော်တရုတ်ဟိုဟာစစ်သားတွေနဲ့ဖြစ်နေခဲ့တာရှိတယ်ဘာကာပါဆိုဗမာ Communist Party နဲ့တိုက်တယ်ဆိုပြီးမှတကယ်တမ်းကျရင်ဗမာစကားနာခံတလုံးကနားမလဲတရုတ်တွေနဲ့တိုက်နေရတာမျိုးရှိတယ်ဘာလို့ဆိုစကားပြောရင်တော့မှာပဲတရုတ်လူမျိုးဟိုဟာသွင်းသွင်းညှိနှိုင်းရတာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံနိုင်ငံအရာထင်သလောက်ဟိုဟာဖြစ်ပါဘူး ဟိုမတိမ်ပါဘူးအဲ့တော့လူတွေထင်သလိုမျိုးငါ PDF အကြောင်းစစ်တပ်အကြောင်းဆိုတာထက်ဆက်လို့ရှိရင်မြန်မာနိုင်ငံကိုပါဝါကင်းကစားနေတာဖြစ်ပါတယ်ဘယ်လိုပါဝါကင်းကစားလဲဆိုရှင်တရုတ်ကလည်းမြန်မာအစိုးရကိုဩဇာတက်အောင်အောင်ကြိုးစားပါတယ်တပြိုင်တည်းမှာလည်းအမေရိကန်ကလည်းအဲမြန်မာနိုင်ငံကိုဩဇာတက်အောင်ကြိုးစားပါတယ်ဩဇာတက်အောင်ကြိုးစားတဲ့အခါမှာကိုလူတူလူလောင်းတာပေါ့တူလူအာနာယိုင်ကိုလူအာလာယအာနာယိုင်ဆိုပြီးလောင်းတာပေါ့လောစအမေရိကန်လောင်းထားတဲ့မြင်ရတော့ဒေါ်စင်မအောင်တို့အဖွဲ့ကိုလောင်းတာပေါ့ခေါ်တယ်အန်ယူဂျီတို့ဘာတို့သူတို့အဲ ပွဲထုတ်တယ်ပေါ့ဒါကတော့ဘာလို့ဆိုတော့အမေရိကန်မှာဒီမိုကရက်တွေအော်စားလွှမ်းမိုးနေလို့အေးဒါပေမဲ့ဒေါ်နယ်ထရမ့်တက်လာတဲ့ခါကျရင်တမျိုးဖြစ်သွားလိမ့်မယ်ဒေါ်နယ်ထရမ့်တက်လာလို့ရှိရင်လက်ရှိတော်စင်မအောင်တို့ဒီ NUG တို့အဲအချင်းကြီးမကောင်းနိုင်ဘူးဘာလို့ဆိုတော့ဒီမိုကရက်တွေကအာရှပစိဖိတ်ကိစ္စကိုစိတ်ဝင်စားတယ်ဒေါ်နယ်ထရမ့်ကကျတော့ external အပြင်ပိုင်းကိုတိတ်စိတ်ဝင်စားဘူး internally ပဲစိတ်ဝင်စားတယ်အဲကြောင့်မို့ Donald Trump လက်ထက်မှာစစ်ပွဲကြီးညာခဲ့တခုမှမရှိဘူး ဒီမိုကရက်တွေလက်ထက်ရောက်ရောက်တိုင်းစစ်ပွဲတွေရာဖြစ်တယ်ဒါအမေရိကန်အမေရိကန်ဟာကမ္ဘာဆရာကြီးဖြစ်တယ်အမေရိကန်ဟာကမ္ဘာပေါ်မှာစီးရီးယားတွမ်းမှုမှုရှိဆုံးဖြစ်တယ်အဲကြောင့်အမေရိကန်ရဲ့နိုင်ငံကြီးကမြန်မာနိုင်ငံပေါ်မှာအများကြီးလွှမ်းမိုးမှုရှိတယ်ဆိုတော့မြန်မာနိုင်ငံသားတို့အများမသိကြအောင်အဲ့တော့အမေရိကန်နိုင်ငံနိုင်ငံကြီးကိုကျွန်တော်ကသိဖို့လိုတယ်အဲ့တော့ဒေါ်နယ်ထရမ့်လက်ထက်မှာမြန်မာနိုင်ငံကိုဟိုမြန်မာနိုင်ငံကောင်းဆောင်နေလည်းမခေါ်လည်းမခေါ်ဖိတ်လည်းမဖိတ်ဘူးတော်တော်ရှိတ်ဟာစီနာလို့ခေါ်တဲ့ဒီဘင်္ဂလားဒေ့ရှ်ကောင်းဆောင်ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီးတိုင်တန်းတာတော့မှဒေါ်နယ်ထရမ့်ကဘာပြောခဲ့လဲဆိုတော့ none of my business တဲ့ငါကိစ္စမဟုတ်ဘူးတဲ့ ောက်နောက်တစ်ခုကအဲဒီကချင်ပေါ့ KBC ဥက္ကဋ္ဌသွားတော့ကလည်းဒီမြန်မာစစ်တပ်နဲ့ပတ်သက်ပြီးတော့ပြောဆိုခဲ့တာတိုင်တန်းခဲ့တာရှိတယ်။အဲတမရဒေါ်နယ်ထရန့်နားထောင်တယ်။ but he didn't reply anything ဘာမှမပြောခဲ့ဘူး။ဒါပေမဲ့ကောင်းကောင်းမွန်အခက်နဲ့ကောင်းကောင်းမွန်စကားပြောတယ် KBC ဥက္ကဋ္ဌတွေပေါ့နော် KBC ဥက္ကဋ္ဌကိုကောင်းကောင်းမွန်လက်ခံတဲ့စကားပြောတယ်ပေါ့။သူတယောက်ထရန့်ဖို့ပေါ့တခြားအများကြီးရှိပါတယ်။အဲ့တော့ American မှာ Republican တွေနဲ့ Democrat တွေနဲ့အဲ့ပါတီနှစ်ခုကအများအား အာနာတလဲစီရနေတာပေါ့ခုချိန်မှာဒီမိုကရက်တီအာနာရနေတဲ့အတွက်ကြောင့်မလို့ဂျိုးဘိုက်ဒန်တို့ကအာရှပစိဖိတ်ကိစ္စကိုစိတ်ဝင်စားတယ်မြန်မာမြန်မာအရေးကိုစိတ်ဝင်စားတယ်မြန်မာမြန်မာနိုင်ငံမှာရှိတဲ့ဒီအင်အားစုတွေကိုသူတို့ထောက်ပံ့မယ်ဒါပေမဲ့ဒေါ်နယ်ထရန့်တက်လာတဲ့အခါကျတော့တကယ်လို့သာပြန်နိုင်ခဲ့လို့ရှိရင်ဒါလည်းအကောင်းဆုံးရက်တန်သွားလိမ့်မယ်လို့ကျွန်တော်တို့ယူဆရတယ်ဒါကတော့ဟိုဖြစ်နေကြကိစ္စပေါ့ဟုတ်ပြီအမေရိကန်ဒေါ်နယ်တမန်ဒေါ်နယ်ထရန့်ကိုပြန်တက်လာနိုင်ဖို့အင်အားရှိသလားဆိုရင်ပြီးခဲ့တဲ့အဲရက်မှာသူတို့ကဂျာဘက်ရွေးကောက်ပွဲလုပ်တယ်လုပ်တဲ့အခါမှာ ဒီတမရလက်ရှိတမရဂျိုးဘိုက်တောင်ကြိုက်နှစ်သက်မှုက32ရာခိုင်နှုန်းတိကျကြာဆင်းသွားပြီပြောချင်တာ100ရာခိုင်နှုန်းရှိလို့ရှိရင်တိုင်းပြည်လူတွေ30ရာခိုင်နှုန်းကျော်ကျော်လောက်ကပဲသူကြိုက်တယ်ဆိုတဲ့သဘောပေါ့ဆိုလို့ရှိရင်နောက်ထပ် next term ပေါ့နောက်ထပ်ဒီရွေးကောက်ပွဲမှာ election မှာတမရဂျိုးဘိုက်တင်အာဏာရဖို့ကမဖြစ်နိုင်တော့တကယ်လည်းမဖြစ်နိုင်တော့ဘူးဖြစ်လို့ဆိုတော့တမရဂျိုးဘိုက်တင်အသက်ဟာအခုဆိုရင်80တဲ့ကိုချင်းနေဝင်ရောက်လာပြီဖြစ်တယ် အဲဒီလိုကြောင့်မလို့80ဆိုတဲ့လူတယောက်ရဲ့ဟို capacity နဲ့လုံနိုင်စွမ်းပေါ့နော်ဒီနေ့ဆိုလို့ရှိရင်လည်းသူအာချော်လဲတယ်ပေါ့နော်ဒီ space စီနေနဲ့ချော်လဲတယ်လေရင်ဘဝနဲ့ယူချော်လဲတယ်တခါကြလို့ရှိရင်ဟိုအစီအွေတွေမှာအိမ်ငိုက်နေတယ်ဒါမျိုးတွေလည်းရှိလာတဲ့အခါမှာအမေရိကန်နိုင်ငံသားတွေကဒီအသက်ကြီးတာကိုအပြစ်မြင်တာမျိုးမဟုတ်ဘူးနော်နိုင်ငံတော်ကိုကျဉ်းကျဉ်းမာမာနဲ့ဥဆောင်နိုင်မှာမလားဆိုပြီးတော့စိုးရိမ်လာတာရှိတယ်အဲ့တော့ဒီတမရဂျိုးဘိုက်တင်ရဲ့အနွန်တမရဒေါ်နယ်ထရမ့်လက်ထက်ကြလို့ရှိရင်သူက ပြန်လဲပြီးတော့ဒီယူကရိန်းစစ်ပွဲတွေကိုလည်းပြန်လဲညှိနှိုင်းပြီးတော့လုပ်ဖို့အစီအစဉ်ရှိလိမ့်မယ်လို့ယူဆရတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့လက်ထက်မှာရှိတမရရှီချင်းဖြစ်နေလို့ဘာလဲတော့တွေ့တယ်။အဲသူပြောတဲ့စကားရှိတယ်။သူသားတမရဖြစ်နေမယ်ဆိုရင်တဲ့တမရပူတင်ကဒီယူကရိန်းကိုတိုက်မှာမဟုတ်ဘူးဆိုတဲ့စကားလည်းပြောခဲ့တယ်။ဒီစကားကိုချီးချင်းအားဖြင့်တမရပူတင်နဲ့သူကြားထဲမှာဟိုပါစကားတွေရှိတယ်။ဒါကြောင့်မလို့ဥရောပရဲ့စစ်မီးဟာဒေါ်နယ်ထရန့်တက်လာတဲ့အခါကျလို့ရှိရင် အတိုင်းအတာတစ်ခုညီငွားနိုင်လိမ့်မယ်။အာရှပစ္စိဖိတ်မှာလည်းအမေရိကန်ရဲ့ဝင်ရောက်ဆွဖတ်မှုကလည်းတမန်တော်ဒနယ်ထရန့်တက်လာတဲ့ခါကျလို့ရှိရင်ရော့ကျသွားလိမ့်မယ်။ဒါဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဖြစ်နေတဲ့ဒီစစ်မီးတွေပေါ့နော်။ KNU နဲ့မြန်မာစစ်တပ်ချမ်းမှာရှိစစ်မီးတွေလည်းရော့ကျသွားနိုင်တယ်။ဒါလိုမျိုးဖြစ်ပေါ်တော့နှစ်အနည်းငယ်လောက်လိုသေးရဆိုရင်ပဲတဖြည်းဖြည်းနဲ့တော့ဒါတဖြည်းဖြည်းနှီးဆက်လာပြီဖြစ်တယ်။ဒါတော့ကျွန်တော်ကကပအရေးနဲ့မြန်မာအရေးဆက်ဆက်ဆက်နေတာကိုကျွန်တော်ကတင်ပြရတာဖြစ်ပါတယ်။နောက်တစ်ခုကဖေတော်ခံမှာလူတွေထင်နေသလို ် R2B လည်းမလာပါဘူးအဲ Yuan လည်းမလာပါဘူးနောက်ပြီးတော့ American လာမတိုက်ပါဘူးဘာဖြစ်လို့လဲဆိုတော့တရုတ်နဲ့တရုတ်နဲ့အိန္ဒိယကြားထဲမှာမြန်မာနိုင်ငံတည်ရှိနေတာဖြစ်ပါတယ်ကဘာပေါ်မှာ အကြီးဆုံး Communist နိုင်ငံကြီးနဲ့ကဘာပေါ်မှာအကြီးဆုံး Democracy နိုင်ငံနှစ်နိုင်ငံကြားထဲမှာမြန်မာနိုင်ငံရှိနေတာဖြစ်ပါတယ်အဲ့တော့ဒီနှစ်နိုင်ငံကြားမှာရှိတဲ့မြန်မာဟာပြောမယ်ဆိုရင် buffer state လို့ခေါ်တာပေါ့နော်ဂျာခန်နိုင်ငံတနေနိုင်ငံရှိဖို့လိုအပ်ပါတယ် ခုဆိုလို့ရှိရင်ဟိမဝန္တာဘက်မှာဟိမဝန္တာတောင်ဆိုတကယ်ကိုသွားလာ သွားရလာခက်ခဲတဲ့နေရာမှာတရုတ်စစ်သားတွေနဲ့အိန္ဒိယစစ်သားတွေနဲ့ထိုးကြကြိတ်ကြရန်ဖြစ်ကြရဖြစ်ကြတယ် နှစ်ဖက်စလုံးကလက်နက်လုံးဝမတုံးဘာဖြစ်လို့လက်နက်မတုံးတာလဲဆိုလို့ရှိရင်လက်နက်သုံးလို့ရှိရင်နှစ်နိုင်ငံဖြစ်တဲ့စစ်ပွဲကြီးကအများကြီးပြင်းထန်လာပြီးတော့ကဘာစစ်ကြီးကိုကုပြောင်းကုပြောင်းသွားလိုက်မယ်အဲ့တော့ကဘာခေါင်းဆောင်တွေကနားလေတယ်တကယ်တမ်းကျရင်ကဘာကိုဆုံးဖြတ်ပေးနေတာလက်ဆယ်ချောင်းလောက်မရှိတဲ့လူတွေကဆုံးဖြတ်ပေးနေတာဖြစ်တယ်လူတွေသေးမှထင်တယ်တယောက်တစ်ပေါက်လုံးနေကြရလို့ထင်တယ်မဟုတ်ပါဘူးကဘာအရေးတွေကိုဆုံးဖြတ်ပေးနေလူစရောက်မပြည့်ဘူးအဲ့တော့တကယ်လို့တမနာရှိနေနရန္ဒရာမိုဒီတို့သာရံဖြစ်ကြမယ်ဆိုလို့ရှိရင်အာရှတိုက်ကြီးကမီးလောင်သွားနိုင်ကြအကြောင်းရှိတယ်။ဒီအတွက်ကြောင့်မလို့တို့ဒီလက်နက်မတုံးမနဲ့ ဲ့နယ်နမိတ်အငင်းပွားတဲ့ခါမှာလက်သီးရည်နဲ့ထိုးကြတယ်ကြောက်တုံးတွေနဲ့ပစ်ကြပြီးတော့ဒီတရုတ်စစ်သားတွေနဲ့အိန္ဒိယစစ်သားတွေရန်ဖြစ်ကြတယ်ဒါဟာသွားရလာရခက်ခဲသောတိဘက်ရဲ့အနော်ဟိမွန်နာတောင်တန်းကြီးပေါ်မှာဖြစ်ကြတာအကယ်၍သာမြန်မာနိုင်ငံဆိုတာမရှိနေဘူးဆိုရင်အိန္ဒိယနဲ့တရုတ်ကမြေပြန့်ညှက်ဆက်သွားလိမ့်မယ်ဆက်သွားတဲ့အခါကျလို့ရှိရင်မဖြစ်သွားနိုင်မလဲဆိုရင်တရုတ်နဲ့အိန္ဒိယပို့တိုက်မှုတွေရန်စမှုတွေဖြစ်သွားနိုင်စရာအကြောင်းရှိတယ် ဒီအတွက်ကြောင့်မလို့မြန်မာနိုင်ငံဟာဘယ်သောအခါမှတခြားဟိုဟာပေါ့နိုင်ငံတခုကတော့အပီးအပီးပြင်းလာသိမ်းသွားမှာမဟုတ်ဘူး။နေနမိတ်တွေကတော့ပဲ့ရင်ပဲ့သွားနိုင်တယ်၊ရွှဲ့ရင်ရွှဲ့သွားနိုင်တယ်။ဒါပေမဲ့တခြားနိုင်ငံတနေငံလာသိမ်းသွားဘူးကလုံးဝလုံးဝမဖြစ်နိုင်ကြအကြောင်းမရှိဘူး။ပြီးတော့မဟာဗျူဟာယမြန်မာနိုင်ငံကဘလို့အရေးကြီးလဲဆိုရင်အိန္ဒိယနိုင်ငံအယနိုင်ငံကနေပြီးတော့အရှိတောင်အာရှကိုကုန်တွင်ဆက်သွယ်မယ်ဆိုရင်မြန်မာနိုင်ငံကိုဆက်သွယ်မှာရအောင်။မြန်မာနိုင်ငံတစ်ဆင့်မှာအရှိတောင်အာရှကိုအရှိတောင်အာရှဆယ်နိုင်ငံကိုအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကဆက်သွယ်ခွင့်ရှိမယ်။ထိုနည်း၎င်းပဲ တရုတ်ပြည်ကအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နဲ့ကုန်သွယ်ခြင်းနဲ့ဆိုရင်အကောင်းမွန်ဆုံးလမ်းကြောင်းဟာတမူအင်ဖာလန်လာရှိုးမန္တလေးတမူအင်ဖာလန်ကနေပြီးတော့ကုန်သွယ်မယ်ဆိုရင်မိုင်း20မိုင်း200ကျော်ပဲဝေးတယ်ပြောမယ်ဆိုလို့ရှိရင်တောင်တရုတ်ပင်လယ်ကနေတကွေးတစ်ပတ်ကြီးမိုင်2000လောက်3000လောက်ကိုဒီလာရမယ်အစားမြန်မာနိုင်ငံကိုဖျက်လိုက်တာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုကုန်သွယ်နိုင်တယ်ဒီအတွက်ကြောင့်မို့လို့မြန်မာနိုင်ငံဟာဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယ ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနဲ့တရုတ်ကြားထဲမှာရှိပြီးတော့အမတန်မှမဟာဗျူဟာကျတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်။မြောက်ပြီးတော့တန်ရတယံဇာတာကချင်ပြည်နယ်တခုတည်းရဲ့တယံဇာတာတခုတည်းနဲ့တင်ပဲကျွန်တော်ထိုင်းနိုင်ငံတခုလုံးမှာရှိတဲ့တယံဇာတာနဲ့ညီမျှတယ်။ထိုင်းနိုင်ငံမှာဘာမှမထွက်ဘူး။ဆန်စပါးပဲထွက်တယ်။ ဘာမှလောလောလားမထွက်ဘူးကြောက်မြေရဲနာလည်းမထွက်ဘူးဒါပေမဲ့ထိုင်းနိုင်ငံသားတွေအကုန်လုံးကအေရှန်ငင်းရှင်းငင်းချမ်းတဲ့အတွက်ကြောင့်မို့လို့သူတို့စီးပွားရေးလုပ်နိုင်တဲ့ကဘာလက်ခီးတဲ့နဲ့စားတယ်လေယာစိုက်ပျိုးရေးနဲ့သူတို့စိုက်ပျိုးရေးနဲ့စားတယ်အဲ့ပြီးနိုင်ငံတကာကုမ္ပဏီတွေလာဖွင့်နေ entertaining တွေသူတို့လုပ်တယ်သူတို့ဒါနဲ့စားတယ်ကာစီနိုတွေသူတို့ဖွင့်နေဒါနဲ့စားတယ်မြန်မာနိုင်ငံကတယန်ဇာတမှာဆိုလို့ရှင်ဘင်္ဂလားဒေ့ရှ်လည်းမြန်မာနိုင်ငံမှာရှင်းအောင်နောက်ဆုံးထိုင်းတို့လာအိုတို့ဘင်္ဂလားဒေ့ရှ်တို့ ဘေးနားမှာရှိယူနန်ပြည်နယ်တို့ဘေးနားမှာအာတန်ပြည်နယ်တို့မြန်မာနိုင်ငံရဲ့ပတ်ချာလဲမိုင်900ပတ်ချာလဲအတွင်းမှာမြန်မာနိုင်ငံဟာအကောင်းဆုံးနေရာမြန်မာနိုင်ငံလောက်တက်တော်ဖုံးလွှမ်းတဲ့မိုင်900အတွင်းမှာမြန်မာဒီမြန်မာနိုင်ငံကိုဗဟိုပြုပြီးမိုင်900အတွင်းမှာမြန်မာနိုင်ငံလောက်တက်တော်ဖုံးလွှမ်းတဲ့နေရာမရှိဘူးမြန်မာနိုင်ငံဘခုမိုင်900အတွင်းကနေမြန်မာနိုင်ငံလောက်ကြောက်ဆင်းထွက်တဲ့နေရာမရှိဘူးမြန်မာနိုင်ငံဘခုမိုင်900အတွင်းမှာမြန်မာနိုင်ငံလောက်ရေနံထွက်တဲ့နေရာမရှိဘူးမြန်မာနိုင်ငံဘခုမိုင်900အတွင်းကမြန်မာနိုင်ငံလောက်ရေတယံဇာတ ညီတယံဇာတကောင်းမွန်တဲ့နိုင်ငံမရှိဘူးဒီနိုင်ငံဟာအမတန်ကောင်းမွန်တဲ့နိုင်ငံဖြစ်ပါတယ်ဒါကြောင့်ဒါကြောင့်မို့လို့တိုင်းရင်းသားတွေနဲ့မြန်မာလူမျိုးတွေဒီမြန်မာဒီတက်မတော်ကြားထဲမှာ bilateral ပေါ့နော်ကျွန်တော်အပြည့်ခက်ရဲဆဲရမယ်ကိုပြည်နယ်မှာကိုကိုရဲ့ဒီဟိုကိုပြည်နယ်ကောင်းကျိုးကိုလက်တွဲပြီးဆောင်ရွက်နိုင်မှုလိုတယ်စစ်တတိုက်ပြီးတက်ဖြတ်နေမယ်ဆာခုတက်ဖြတ်နေချင်းချင်းလက်နက်ကင်ပြီးတက်ဖြတ်နေကြတာနှစ်ပေါင်း80ကျော်ကြာသွားပြီလေအဖြေမမထွက်တာအဖြေမထွက်ဘူးလေဒီအဖြေမထွက်တဲ့အကြီးကိုနောက်ထပ်အနည်း80ဆက်သွားမလား ော်တခါမှရင်ကျွန်တော်တို့ကအမားတစ်ခုကိုတစ်နှစ်ကျူးလွန်မယ်ကျူးလွန်ရင်တာမန်လူတော်မှပဲနောက်နှစ်မကျူးလွန်တော့ဘူးလေခုကတစ်နှစ်ကျူးလွန်မယ်နှစ်နှစ်ကျူးလွန်မယ်သုံးနှစ်ကျူးလွန်မယ်ကျူးလွန်ခဲ့တာနှစ်နှစ်ခွနဲ့ဆယ်ကျော်သွားပြီအဲ့တော့စမတော်ဘက်ကလည်းရှော့ရမယ်တိုင်းသားလက်နက်ကိုင်တွေဘက်ကလည်းသဘောထားကြီးကြီးနဲ့အတိတ်ကဖြစ်ပျက်ခဲ့တာတွေအကုန်လုံးသင်မုန်းချီပြီးတော့အနာဂတ်ကိုဘယ်လိုမျိုးငါတို့ပြည်နယ်ငါတို့လူမျိုးကောင်းဆောင်အောင်ဘယ်လိုလုပ်ရမလဲဆိုစဉ်းစားရမယ် ဲ့တော့မြန်မာနိုင်ငံဟာတရားစက်ကအများကြီးဖွံ့ဖြိုးပြီးတော့လူတစုကနေပြီးတော့ခြေလှယ်နေတဲ့အတွက်ကြောင့်မို့လို့မြန်မာနိုင်ငံဟာမွဲတင်နေရတယ်လူတစုဆိုတာအဲအတက်မတော်ကောင်းဆောင်နေအဆက်ဆက်တီးလုတ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ပြည်သူပြည်သားတွေကမုန်းကြတာပေါ့လေဒါအမှန်တရားပဲနဝဒနာအဖအခေဆက်ဆက်ပေါ့နော်ဟိုအုံနေဝင်လက်ထက်ကတော့ဒါကုံသွေးမရှိလို့ထားတော့အဲ့တော့ခေဆက်ဆက်က ကိုပဲသူကိုပဲရောင်းစားခဲ့တဲ့အတွက်ကြောင့်မို့လို့အတက်မတော်ကိုပြည်သူလူထုကမုန်းကြတာမယုံမယုံကြည်ကြအောင်ဆိုတာလေခက်ဆက်ဆက်လက်စားခဲ့တာပေါ့နော်မြေတွေကိုလည်းညှို့ထိုးပြီးရောင်းခဲ့ကြတယ်လက်ညှို့ထိုးပြီးသိမ်းခဲ့ကြတာဒါတွေကိုတက်မတော်ကအနေရတယ်ပြန်ပြီး face လုပ်ဖို့လိုတယ်ဒါပြည်သူလူထုရဲ့ယုံကြည်မှုကိုတိစောက်ဖို့လိုတယ်အော်ပြည်သူလူထုကအဲ့နော်အနာရပြီနင်တို့ပဲစားတော့တယ်နင်တို့သမီးတွေပဲနင်တို့အမျိုးတွေပဲကောင်းစားတော့တယ်ဆိုရင်လက်ညှို့ထိုးမှုမျိုးရှိနေတယ်ပြည်သူလူထုကလည်း ဒါကြောင့်မို့မယုံကြည်ဘူးဒါကြောင့်မို့လို့အာနာသိမ့်ပြီဆိုတဲ့အခါကျတော့ကြောက်လန့်နေကြအာဝုံတိုင်းတိုက်ခိုက်တယ်ဆိုတာဒါတွေလက်ပါတယ်ဟာငါတို့အရင်တော့လည်းမျိုးဦးတန်းရွှေတို့ခဲကိုမပြောင်းအောင်တော့မလားပေါ့အမ်ဘီကိုလက်ကြပေးရစနစ်ကားရီတိုးစီရရဲ့အချိန်ကိုပဲပြောင်းအောင်တော့မလားပေါ့ဒါမျိုးတွေမဖြစ်မဖြစ်မဖြစ်ဖို့လဲဒါလိုအပ်တယ်နောက်ပြီးတော့သက်သေပြဖို့လိုတာပေါ့နော်ဗဇက်ကနေပြောနေလို့မပြီးဘူးပေါ့ဒါပေမဲ့လည်းခုချိန်မှာမတိမတိငြိမ်သေးမအေးချမ်းသေးအချိန်မှာဆိုတော့လည်းပြောရဆိုရတာအမှန်နဲ့ခက်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကငြိမ်းချမ်းမှုငြိမ်းချမ်းမှုတိစားဖို့အရင်လိုတယ် တိုက်ခိုက်နေပြီလက်နက်ဆွဲကင်တိုက်ခိုက်ခြင်းတော်အောင်ဆန်းစုကြည်လည်းပြောခဲ့ဦးတယ်လက်နက်ကင်လမ်းစဉ်ဟာသူလုံးဝအာမပေးဘူးအေအေတွေစပြီးတိုက်ခိုက်တော့တယ်သူပြောခဲ့တာပဲအဲပြီးတော့အဲအခုလက်ရှိမှာလည်းဒီစကားဆက်ဆက်ရှိအရေးခင်းတော့တယ်သူအဲ့စကားကိုပြောခဲ့ကြတယ်ပြောဖက်ဆိုလို့ရှိရင်ဗျာတောင်းယူလို့ရတဲ့အခိုက်အတန့်မှာတိုက်မယူနဲ့ဒီစကားအမှန်ဆုံးပဲတောင်းယူလို့ရတဲ့အချိန်မှာတောင်းပါအခုဆိုလို့ရှိရင်ငင်းငယ်ဆွေးနွေးပွဲတက်ကိုတောင်းစင်တာတောင်းတောင်းလို့ရတဲ့အချိန်မှာတိုက်ယူရဲဆိုတာကတော့ဒါမမှန်ကန်တဲ့လုပ်ရပဲလေ ခုဆိုလို့ရှိရင်ဘာဖြစ်ရခိုင်ပြည်နယ်မှာငြိမ်းချမ်းလဲရခိုင်ပြည်နယ်မှာအဲ AA နဲ့ဒီဗိုလ်ချုပ်ထွန်းမြက်နိုင်တယ်နော်ဒီဗိုလ်ချုပ်ကြီးထွန်းမြက်နိုင်တယ်ဒီ AA ကဒီကောင်းဆောင်နေနဲ့တက်မလို့နဲ့နားလည်မှုယူထားကြတယ်စကားပြောကြတယ်တရားဝင်တော့မဟုတ်ဘူးပေါ့လေ တဆင်ပေါ်ကြားထဲမှာရှိတဲ့ပုံကိုယ်တွေနဲ့တဆင်စကားပြောကြတဲ့အခါမှာအဆင်ပြေတဲ့အတွက်ကြောင့်မို့လို့ရခိုင်ပြည်နယ်မှာကြောင်းနေဖွင့်နိုင်တယ်အဲဈေးတွေပြင်ရောင်းနိုင်တယ်မွတ်စလင်နဲ့ဒီဗုဒ္ဓဘာသာရေးကြားထဲမှာဟိုဘောလုံးတွေတော့တူတူကန်နိုင်တယ်ခုဆိုလို့ရှိရင်ကဲဒါဘယ်လောက်ကောင်းလဲနော်အဲ့တော့လက်နဲ့ကင်ပြီးတိုက်နေတယ်ဆိုလို့ရှိရင်ဘောလုံးကံမပြောနဲ့ကိုယ့်အသက်တောင်ကိုယ်မနဲ့ဖက်နဲ့ထုတ်ပြီးသွားအောင်အမှတ်မှားတယ်အရင်တော့ဆိုလို့ရှိရင်လေကိုကိုကြိုးရှာရတဲ့သူတွေအဲ တက်နဲ့ပေါင်းပြီးတော့ဟောတရုတ်လုပ်ငန်းရှင်တွေကနေပြီးတော့အာတမရေလောက်ခဲ့တာမျိုးတွေဒါမျိုးတွေရှိတယ်ကျွန်တော်ပြည်သူလူကခါသီးတယ်ကျွန်တော်လည်းနားလေတယ်ဒါမျိုးတွေလည်းမဖြစ်ရစေဘူးလို့အာမခံတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာလက်နဲ့ကင်ပြီးတော့လုံနေလို့ရှင်ရင်တော့ပူပူဆိုးလာတာပဲရှိမယ်ဒါကြီးကိုဖြစ်ရှင်းရမရောက်ဘူးဘာဖြစ်လို့လဲဆိုတော့တပူပေါ်နှစ်ပူဆက်သွားမယ်ခုကျတော့စစ်တပ်ကိုလည်းချိုးတွေကစစ်တပ်ရွာထဲဝင်လာရင်လည်းစစ်တပ်နဲ့စိတ်နေသူတွေစစ်တပ်ကိုကြောက်တယ်စစ်တပ်ကိုကြောက်တဲ့အပြင်ဘာမှညံမှန်းမသိတဲ့အဖွဲ့အစည်းတွေကိုလည်းကြောက်နေရတယ် ဟာဝင်လာဆိုတနက်ကင်ပြီဆိုတဲ့ကြောက်နေရတယ်အဲ့လိုမျိုးခံစားချက်မျိုးပြည်သူလူလူပေးချင်သလားတနက်ကင်လာတဲ့ကြောက်နေယူနီဖောင်းမြင်တာနဲ့ကြောက်နေပြီအဲ့ကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးဒီပယံတို့ကနေဘုံမွေးခေါင်းဥကပြောခဲ့တယ်ပြည်သူလူလူကတဲ့ကိုယ့်ကိုယ်အေးစိနေချင်တဲ့လူတွေများတယ်ယူနီဖောင်းဆိုဘယ်ယူနီဖောင်းမှမမြင်တော့ဘူးတဲ့ကိုယ့်ကိုယ်ကိုယ်လဲလို့ပြီးအစပြင်တောသူတောင်သားနေရသူတွေဆိုလို့ရှိရင်သူမျိုးပေါ်တော်တစ်ခါတည်းရမ်းမှာသူတို့တက်တာသူတို့အလုပ်သူတို့လုပ်ချင်တာသူတို့ဘာမှမများများစားစားလည်းမသိထားဘူးအဲ့ဒါကိုခွင့်ကောင်းမယူနဲ့ဟာလူသွားစုဟာအတင်းဆက်ကြီးကောက် အာအတင်းနေထောက်ခံခိုင်းအတင်းနေဒေါ်လန်ခိုင်းအဲ့လိုမျိုးမလုပ်ပါနဲ့သူတို့ကသူတို့အေးစင်းနေကျင်တာကိုယ့်ကိုဒေါ်လန်ချင်းဒေါ်လန်ကြအဲ့တော့တကယ်ဒေါ်လန်ရင်ဦးဆောင်ခဲ့တာလေတက္ကသိုလ်ကျောင်းသားတွေပါပညာတတ်တွေပါအတင်းတို့တောသူဒေါ်လန်လူတွေအကုန်လုံးဆွဲခေါ်အာအတင်းစက်တက်တဲ့ထက်စက်တက်ကြီးတိုးချက်အာလက်နက်တွေအတင်းဝဲဒေါ်သားဒေါ်သားတောသူဒေါ်သားတွေကိုအတင်းတွေအာလက်နက်တွေတက်စင်တိုက်ခိုင်းဓာမျိုးတွေလှုပ်တေကြဓာမျိုးတွေကောင်းသလားဓာမျိုးတွေကောင်းသလားအဲ့တော့ကျွန်တော်ပြောချင်တာလက်နက်ကိုင်လမ်းစဉ်ကိုကလေးတွေကိုအတင်းစွတ်တိုးပြီးတင်ခိုင်းနေတဲ့အာ နိုင်ငံခြားမှာရှိရဲပေါ့နော်အတွေ့အကြုံရှိရဲနိုင်ငံရေးသဘာဝဝိုင်းကြီးတွေကိုကျွန်တော်ပြောချင်ပါတယ်ကလေးတွေကိုထိမ့်ပါတော့ကလေးတွေအကြောင်းမဲ့တသက်သေးတိုင်းကြီးကမကောင်းပါဘူးကိုရီလည်းအသက်၄50ရှိတဲ့လူတွေဆိုလို့ရှိရင်လည်းကိုရီတော့လည်းမြင်ခဲ့ကြတာပဲလေကလေးတွေကိုခြောက်กว่าတိုက်กว่าတက်กว่าဟာစိတ်ကောင်းစီကတော့ဘယ်နှယောက်တည်သွားပြီกว่าဒါပေမဲ့ကိုကလေးတွေတည်ရကျတော့မဖော်ပြဘူးသားမိဘတွေသားသမီးမဲ့ကုန်ကြတယ်သားသမီးတွေလည်းမိဘမဲ့ကုန်ကြတယ်ဒါမျိုးတွေမဖော်ပြဘူးလေ အဲ့တော့မီဒီယာတချို့ကလည်းစစ်တပ်ကဆုံးရှုံးနိုင်ရဆိုလို့ရှိရင်ပြည်သူပြည်တဲ့ဖော်ပြပေမဲ့ဒီဘက်မှာကလေးတွေအတုံးယုံကြဆုံးပြီးဒုက္ခရောက်တာတွေဘာလို့ပေါ်မှာဖော်ပြတာလဲအဖြေရှိပါတယ်စစ်တပ်ကြသွားမှဆူလို့တဲ့လို့တုံးယုံကြဆုံးတာတွေဖန်ခံရတာတွေဟိုအရေးယူခံရတာတွေတပ်ဖြတ်ခံရတာတွေမဖော်ပြဘူးဆိုတာစိတ်တက်ကြသွားမှဆူလို့တဲ့ဟာအမှန်တရားဆိုတာမီဒီယာဆိုတာကလေခံစားချက်မပါဘူးဖြစ်မှန်မှန်တဲ့အတိုင်းပဲဖော်ပြ ဖြစ်မှန်တိုင်းပဲအကုန်ဖော်ပြရမယ်အဖြစ်မှန်တိုင်းပဲအကုန်သိရှိအောင်လုပ်ပေးရမယ်အဲ့တော့ကျွန်တော်ခုပြောချင်တာအချင်းချင်းတွေပြည်သူလူအချင်းချင်းတွေကိုတတ်ကြဖြစ်ကြတာလေးရတန်းရဲကြပါဆွေနှွေးညီနိုင်မှာကိုယ့်ရဲ့စိတ်နဲ့တခြားသူနဲ့တထက်တည်းဘယ်တော့မှကြာလာမှာမဟုတ်ဘူးပြီးတော့ကိုယ်လုံးလို့ ကိုတယောက်တည်းလုံးလို့ပြီးသွားမဲ့အရာလည်းမဟုတ်ကိုလုံးလို့ပြီးသွားမဲ့အရာလည်းမဟုတ်တဲ့အကြောင်းနည်းနည်းပြောမယ်နော်ဒီထဲမှာလည်းတက်မတော်ထောက်ခံတဲ့သူတွေလည်းပါမှာပါကျွန်တော်အစိတ်ပူတယ်ဘာလို့ဆိုတော့ကျွန်တော်မြန်မာနိုင်ငံဟာလေးစိတ်လောက်ကွဲပူးတယ်တညာဝရီဆိုတဲ့ရခိုင်ပြည်ကတသက်ဟန်တာဝရီဆိုတဲ့မွန်မွန်နိုင်ငံကတသက်ပေါ့ အင်းဝဆိုတဲ့မြန်မာနိုင်ငံတသက်ဗမာပြည်နေရဲ့အင်းဝဆိုတာတသက်ကမ္ဘောဇာဆိုတဲ့ရှမ်းစော်ဘွားရဲ့အုပ်ချုပ်တဲ့နယ်ပေါ့နယ်မြေရတသက်ပေါ့အဲ့လို၄စီလောက်ကျွန်တော်တို့ကရာဇဝင်မှာကွဲလိုက်ပေါင်းလိုက်ကွဲလိုက်ပေါင်းလိုက်မြေခဲ့ဘူးတယ်အခုရောအဲ့လိုမျိုးပြန်ပြီးတော့ကွဲသွားမဲ့အဖြစ်မျိုးကျွန်တော်တို့မလို့ချင်ဘူးဗျတကယ်လည်းမလို့ချင်ဘူးဒါပေမဲ့ပြည်နယ်ရေးမှာ ကိုကျမကိုဖန်တီးခွင့်ပေးရမယ်ကိုလူမျိုးရဲ့တိုးတက်ရေးကိုလူမျိုးရဲ့ကြီးပွားရေးကိုဒီတိုင်းရင်းသားဝင်ကြီးတွေကကိုရွေးချယ်တဲ့ဝင်ကြီးကကိုပြည်နယ်ကိုဆိုးမို့အုပ်ချုပ်ခွင့်ပေးရမယ်ဘဟုကနေပြီးတော့စစ်တပ်ကအာဏာကြီးနေလို့ပါတီကအာဏာကြီးနေလို့ဝင်ကြီးတွေရွေးချယ်ခံတာမျိုးမဖြစ်ရအောင်ရှမ်းပြည်နယ်မှာဆိုလို့ရှိရင်လည်းရှမ်းနေအများစုနှစ်သက်တဲ့ဝင်ကြီးဖြစ်ရမယ် ကချင်ပြည်နယ်မှာဆိုလေကချင်နယ်အများစုနှစ်သက်ထောက်ခံနိုင်ဝင်ကြီးဖြစ်ရမယ်။မွန်ပြည်နယ်မှာဆိုလေမွန်နယ်အများစုနှစ်သက်ထောက်ခံနိုင်ဝင်ကြီးဖြစ်ရမယ်။မွန်နေမချက်တဲ့ဟာကိုဘဟုကနေပြီးတော့ဟိုဟာတလို့တာတလို့မလုံးနဲ့လေအဒီနာမဲကိုမွန်နေကမချိုက်ဘူးဆိုမပေးနဲ့ပေါ့ဘူကျောင်းဆန်တရားကြီးမွန်နေမချိုက်ဘူးမပေးနဲ့ပေါ့ကြရပြည်နယ်အယ်ဖောင်ရှိုးအရင်တော့အာဝင်ကြီးကိုမချိုက်ကြဘူးမခန့်နဲ့ပေါ့ဟုတ်တယ်မလားကိုပြည်နယ်ကကိုပြည်နယ်သားနှစ်သက်တဲ့သူပဲရွေးချယ်ပြီးခန့်ရမယ်ဒါဆိုလို့ရှိရင်ပုံကံမှာမဟုတ်တော့ဘူးလीနော်အဲ့တော့ တက်အနေနဲ့လည်းဒါမျိုးလေးတွေဖြစ်ဖို့လည်းလိုသလိုနောက်တစ်ခုကတက်မတော်အနေနဲ့ခက်ဆက်ဆက်ဒီလူစုတဲ့ဟိုပါပေါ့စစ်သားစုဆောင်တဲ့နေရာပေါ့နော်တက်မတော်စစ်သားတွေစုဆောင်တဲ့နေရာကညာဒေသများတယ်မိထီလာလွင်မြင်ညာဒေသရောရူစောရူနောက်ပြီးတော့ချင်းစစ်သားဆိုတာလည်းနာမည်ကြီးတယ်တတိရှိတယ်သက်စာရှိတယ်ဒါနဲ့ပတ်သက်ပြီးချင်းစစ်သားတွေနာမည်ကြီးပါတယ်အမ်အခုချိန်မှာဒီလိုမျိုးဖြစ်သွားတဲ့အခါမှာဒီတက်မတော်ဘက်မှာလည်း တော်တော်လေးကိုဒါအင်အားကြောက်ကြပါတယ်တော်တော်လေးအင်အားကြောက်ကြပါရေရှည်မှာဆိုလို့ရှိရင်အဲ့တော့သူတလူငါတမင်းဖြစ်သွားတဲ့အခါကျလို့ရှိရင်ဘသူအကျိုးရှိမလဲလို့ကျွန်တော်ပြန်မေးကြည့်လိုက်တဲ့အခါကျတော့ဟုတ်ပြီဗမာလည်းဗမာတက်တက်ရခိုင်လည်းရခိုင်တက်တက်အကုန်လုံးကသူ့အတူကွဲထွက်သွားတဲ့အခါကျလို့ရှိရင်ဘသူတွေအကျိုးမျက်ဖြစ်မလဲဆိုရင်စိတ်ချမြန်မာနိုင်ငံသားတွေဘာအကျိုးမှမရှိပါဘူးပဝင်းကျင်မှာရှိရထိုင်းရထိုင်းနဲ့နေတဲ့သူတွေအကုန်လုံးကထိုင်းနဲ့မြေတွေကိုမြန်မာနယ်မြေတွေဆွဲသွင်းလိုက်လိမ့်မယ်။တရုတ်နဲ့နေတဲ့ခါကျရင်တရုတ်ကတရုတ်နယ်မြေတွေကိုဆွဲသွင်းလိမ့်မယ်။ ဘင်္ဂလားနဲ့နီးတဲ့အခါမှာဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံနဲ့မြေတီကိုဆွဲသွင်းလိုက်မယ်။တကယ်အကျိုးရှိမှာကမြန်မာနိုင်ငံထက်အင်အားကြီးတဲ့အိန္ဒိယနိုင်ငံတွေပဲဆိုတော့နားလည်ထား။သူတို့ကအညာဒေသကိုတော့ဘယ်နိုင်ငံမှမလိုချင်ဘူး။ဒါဆိုအင်္ဂလိပ်တောင်မှပဲဟိုမြန်မာပြည်အလဲပိုင်းကိုသူတို့မလိုချင်ဘူးတဲ့။မလိုချင်မှတော့တိန်းတာလဲဆိုရင်တရုတ်ပြည်နဲ့ကုန်းသွယ်ခြင်းလို့တိန်းတာဆိုတာမျိုးရှိတယ်။ဘာဖြစ်လို့ဆိုတော့အဲတုန်းကပြောပြောမယ်ဆိုလို့ရှိရင်အညာအထက်မြန်မာပြည်ကအုတ်အုတ်ချွတ်အမတန်ခတ်တယ်လူမျိုးပေါင်းစုံဟို အရန်လဲရှီယိုဆွဲတယ်ဝင်သားလုံးစစ်တယ်လည်းပြင်းထန်တဲ့အတွက်ကြောင့်မလို့အင်္ဂလိပ်မှတ်တမ်းတွေမှာတွေ့ရတယ်အထက်မြန်မာပြည်အုပ်ချုပ်ရတာမှတန်ခက်ခဲတယ်လို့ပါတယ်1920လောက်မှငိမ့်ချမ်းတယ်1885လောက်ကနေပြီးတော့မှငိမ့်ချမ်းအောင်လုပ်ရတာ1920လောက်မှသူတို့ကချင်ပြည်နယ်တို့ရှမ်းပြည်နယ်တို့ဩဇာလွှမ်းမိုးနိုင်တယ်ဆိုတာကိုအင်္ဂလိပ်မှတ်တမ်းတွေထဲမှာပါတယ်ဒီအတွက်ကြောင့်မလို့အညာဒေသကတော့ကြံခဲ့မှာပဲနောက်ဆုံးဒါပေမဲ့တိုင်းသားနေမျိုးတွေကိုတရုတ်ကလည်းဟိုလိုချင်တယ်ကချင်ပြည်နယ်မှာကြောက်စိမ့်ထွက်တဲ့အခါမှာသူတို့လိုချင်တယ်မြေဆုံစီမံကိန်းရှိတဲ့လိုချင်တယ် ဟိုထိုင်းရလဲဒီကျိုင်းလုံးဒေတာကိုတို့နဲ့လူမျိုးချင်းတူတယ်တို့ဘာလို့ညာတို့ရှောက်ပြောပြီးတို့လိုချင်တယ်ဘာလို့ဆိုတရုတ်ပြည်နဲ့ကုံသွဲလို့ရအောင်တရုတ်ပြည်နဲ့တို့နေနေမချင်းထိဆက်သွားအောင်တို့ကလိုချင်တာဒီတွေ့ကြောင့်မလို့နိုင်ငံတကာဒီမြမကောင်းကျိုးကိုလုံနေတာမျိုးမဟုတ်ဘူးသူတို့ကောင်းကျိုးကိုလုံနေတာမြမအရေးကိုတဲချက်လုပ်ပြီးတော့မြောက်ပြပြီးဆန်တောင်းနေတာစင်ဖြူတော့မှီပြီးကြံဆုပ်တယ်ဆိုစကားယဉ်ကျေးနေသေးတယ်เนาะမြောက်ပြပြီးဆန်တောင်းနေတာဖြစ်တယ် နိုင်ငံတကာအဲ့တော့နိုင်ငံတကာကိုအာကိုပြီးဟိုနိုင်ငံကဒီလိုဆိုပြီးတော့အတွင်းထင်ရအပြင်ကာပြီးအာမကိုပါနဲ့ကိုပြည်သူချင်းကိုပြည်သူကိုရဲ့နိုင်ငံသားအချင်းချင်းရအောင်ညှိနှိုင်းပါတိုင်းရင်းသားလက်နက်ကင်နေတယ်ကိုရဲ့နိုင်ငံသားတွေပဲကိုရဲ့တိုင်းရင်းသားတွေပဲရအောင်ညှိနှိုင်းပါဒဇိန်ကကိုရဲ့ဆွေမျိုးထက်တော့ပုံမချစ်နိုင်ကိုအိမ်သားထက်တော့ပုံမချစ်နိုင်အောင်เนาะအဲ့တော့အားလုံးပဲ ကျွန်တော်ပြောရလဲကြာသွားပြီအဲ့တို့ကြောင့်မလို့ကျွန်တော်စကားလေးကိုကျွန်တော်ညီကုန်းချုပ်ချင်တယ်ကျောင်းတက်နေတဲ့ဆရာဆရာမတွေနဲ့ကျောင်းသူကျောင်းသားတွေကိုအာထိခိုက်အောင်မလုပ်ပါနဲ့နောက်ပြီးတော့ဆယ်တန်းအောင်မြင်တဲ့ကျောင်းသားကျောင်းသူတွေကိုလည်းကျွန်တော်ဂုဏ်ယူဝမ်းမြောက်တယ်ဆိုတော့ကျွန်တော်ဒီနေ့ကနေပြီးတော့ပြောကြချင်ပါတယ်ပညာရေးဆိုတာဟာအောင်ချင်းရှုံးချင်းနဲ့ဆုံးဖြတ်ရတဲ့ခီးမဟုတ်ပါဘူးအမတန်ရှည်လျားတဲ့ခီးပါကျွန်တော်ဘဝတစ်ချောင်းမှာဆယ်တန်းပြီးသွားပြီမဲ့လည်းအသက်မူဝမ်းကျောင်းပညာရေးလည်းသင်ရအောင်ပါပါဘာသာစကားရေးလည်းသင်ရအောင်ပါပါ management တွေတခြားပညာရေးမျိုးစုံကိုကျွန်တော်သင်ရအောင်ပါပါเนาะအဲကျွန်တော်မေဆိုလို့ရှိရင်လည်းပထဝီနဲ့ပြီးတယ်ဆိုပေမဲ့လည်းနောက်ဆုံးကြတော့ သူပညာတက်ထားတဲ့အတွက်ကြောင့်မလို့သူဒီနိုင်ငံခြားရောက်သွားတဲ့အခါမှာခေါင်းဝင်ကိုဆန့်သူများလိုရင်မောင်းတမ်းပြီးစကားပြောနိုင်တဲ့အတွေ့အခေါ်ရှိတဲ့အတွက်ကြောင့်မလို့အလုံးလုံးနိုင်စွမ်းနေရှိခဲ့ရှိခဲ့တယ်အဲ့တော့ပညာရေးဆိုတာအလုံးလုံးဖို့တစ်ခုလည်းမဟုတ်ဘူးဆင်ရင်တွေးတော့ဆုံးဖြတ်ပြီးတော့ကိုယ့်ရဲ့ခေါင်းသိက္ခာတစ်ခုကိုယ့်ရဲ့ဉာဏ်ရည်တစ်ခုကိုအမြင့်တင်ပေးနိုင်တဲ့ mechanism တစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းပြောကြရင်လည်းကျွန်တော်ဒီကောင်ချုပ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်